ကမင်္ဂလာပါအခုတစ်ပတ်ကတော့မဇူးဇူးမေယော WOPP ရနေပြီးတော့ဒီကျွန်တော်တို့ထောင်ဝလွတ်ပြီးတဲ့အခါသူရဲ့လှုပ်ချင်ကန်ကြီးနဲ့ဆန္ဒတွေရှိတဲ့အတွက်ဒီဘက်ကသူပြေးလာခဲ့တာပေါ့လွတ်မြောက်တဲ့ area ပေါ့အဲ့ဒီကိုသူဘယ်လိုရောက်ခဲ့တယ်ဒီရောက်တဲ့သူဘယ်လိုမျိုးရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကိုဆွေးနွေးပြောပြမှာဖြစ်ပါတယ်ဟုတ်ကဲ့မဇူးမေယောအဲ့ဒါနေဖူတော့ပြောပြပါမယ် ကဲအာညီမဒီဟိုအဓိကတော့လွတ်လာတဲ့အချိန်မှာ ကိုကပြောရမယ်ဆိုရင်လာဖို့ဆက်လုပ်ဖို့ပဲရှိရတယ်နော်ဆက်လုပ်ဖို့ရှိတယ်ဒါပေမဲ့အိမ်ကိုခဏပြန်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာလဲကိုရဲ့အာအဖေကကျမကြီးမကောင်းဘူးပဲဒါပေမဲ့လဲဟိုကိုကဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်တဲ့အတွက်ဒီလမ်းကိုလာမှာဖြစ်တဲ့အတွက်ဒီလမ်းကိုဆက်လုပ်မှာဖြစ်တဲ့အတွက်အာပြီးတော့အတင်းတော်ထဲမှာရင်းဆက်ခဲ့တခြင်းနေရာလဲလေးငါးပုတ်ရှိရတယ်နော်အဲ့လိုဆိုတော့ကျမဒီမှာ ရအောင်လာဝဲဆိုပြီးတော့ပဲကိုနိုင်ချင်းအဖွဲ့ရှိစက်နေပဲရအောင်လာခဲ့တာပေါ့လာတဲ့ချိန်မှာလဲအာဖြတ်ကျော်လာတဲ့ချိန်မှာကိုယ့်ရဲ့စိတ်မှာမျှော်လင့်ချက်တွေနဲ့ပေါ့မျှော်လင့်ချက်တွေနဲ့ဘာလို့လဲဆိုတော့လဲအဖက်ဖက်ကဝုန်းရံမဲအာအားပေးခဲ့တာဖြစ်တဲ့အတွက်လဲရောက်လာတာပေါ့နော်ဒါပေမဲ့ဒီဘက်ရောက်တဲ့ချိန်မှာခံစားချက်ခံစားချက်တွေကတဖြည်းဖြည်းနဲ့ကိုမျှော်လင့်တယ်လို့ဖြစ်မလာတဲ့အခါစိတ်သက်သာတာတွေတော့ရှိတာပေါ့ဒါပေမဲ့ငါစိတ်သက်သာလို့မရဘူး ဟိုငါတယောက်တည်းခံစားနေရမဟုတ်ဘူးဆိုတဲ့စိတ်ငယ်ပဲပြောရမယ်ဆိုရင်ထက်ကြော်လာတာပေါ့ထက်ကြော်လာပြီးတော့ပဲဒီမှာအကိုကြီးအမကြီးဒီဟိုဘယ်လိုပြောမလဲဆိုတော့အလုတ်အလုတ်ပေါ့နော်အဲဒီလုံလေးတလူတော့ရှိတယ်အလုတ်မလားဆိုတော့အဲကိုတော်လန်အကိုကြီးရဲ့ဒါကျေးဇူးကြောင့်ပဲရတဲ့အလုတ်ကိုညီမမငင်းခဲ့ဘူးလုတ်တယ်ပေါ့နော်အဲ့လိုလုတ်တဲ့ချိန်မှာလဲကိုကပြောရမယ်ဆိုရင်တရားမဝင်ဖြစ်တဲ့အတွက်အထောက်အထားမရှိတဲ့အတွက် လမ်းသွားတာစာဒီထိုင်းပြည်တွင်းမှာလည်းကိုယ့်ရဲ့ဒီ passport တွေလောက်ခွင့်ပိတ်ခံရတယ်ပြည်ပထွက်ခွင့်တွေပိတ်ခံရတယ်ဖြစ်တဲ့အတွက်ကိုယ်မှာတရားမဝင်လမ်းကြောင်းနဲ့လာရတယ်ပေါ့နော်ဒီဘက်ရောက်တဲ့အချိန်မှာလည်းပြောရမယ်ဆိုရင်ကိုကတရားမဝင်ဆိုရဲခံစားချက်ကအရန်ဖြစ်ကြီးရယ်ပေါ့နော်တနေ့တနေ့ဒီအလုပ်ကိုသွားရတဲ့အချိန်မှာဒီထိုင်းအာနာပိုင်းဒီရဲယူနီဖောင်းတွေမြင်ကိုတုံလာတာမျိုးပေါ့ကြောက်တယ်ဆိုတာတက် ငါတခုခုဖြစ်လို့ဟိုဘက်ကိုအဲ့ချိန်မှာလဲကြားနေတာသူတို့ကအာဖမ်းဆီးလိုက်ပြီဆိုဟိုဘက်ကောင်ပြန်သွန်တယ်ဆိုတာလေးရလဲကိုကကြားထားတဲ့ခါကျတော့ငါဟိုဘက်ကိုငါပြန်ပို့ခံရရင်ဆိုတဲ့စိတ်နဲ့နေလူอ่ะဗောနော်စားလဲဒီစိတ်တွားလဲဒီစိတ်ဒါမျိုးနဲ့ပဲအလုံးလုံးခဲ့ရတယ်ဗောနော်အဲ့လိုလုံးလုံးရင်းနေမှာပဲအာအထောက်ထားရအောင်ကြိုးစားတယ်ဗောနော်လက်ရှိမှာလဲအထောက်ထားစုံသားဆိုရင်မစုံနေဘူးဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုလှုပ်တယ်အာဒီဘယ်လိုပြောမလဲတော့ လွတ်လာပြီးတော့ဒီ6လဝင်းစင်လောက်မှာတော့ဒီအဖွဲတစ်ဖွဲရဲ့ကုညီမှုနဲ့ပဲကိုတရှင်နှစ်ပုတ်ကဖတ်ရှိသွားတယ်ဗောနော်အဲ့ဒီအချိန်မှာလဲအဲ့တော့ဟိုအခုကျွန်တော်တို့ဒီမှာဟိုပထမအဖွင့်လေးမှာလွင့်နေဥစားမဇူးမေယူကကိုတိုင်ရေးပြီးကိုတိုင်ဆက်ပြီးတော့ကိုတိုင်ဆွဲတဲ့ချင်းမှာဟုတ်တယ်ကောင်းတယ်ကောင်းတယ်အဲ့အောင်မှာဒီအဖွဲတစ်ဖွဲကကူညီပေးတယ်ကူညီပြီးတော့ထုတ်ပေးတယ်အာဒီအနုပညာကိုအကူရေးဒါရိုက်တာတွေဒီပေါ့နော်ဟိုအခကျင်းငွေမယူဘဲနဲ့ရိုက်ပေးတယ်ပေါ့နော်တော်လန်ဒီအကူရေး အာမောင်နှမတွေရပဲဝိုင်းဝန်းပြီးတော့ဒီတခြင်းလေးကိုစူးစမ်းပေးကြလို့လဲအဲ့နောက်ကတွေ့လက်များဆိုပြီးတော့ထွက်ရှိလာတာဖြစ်တာပေါ့နော်အဲ့ဒီကလည်းပြောရမယ်ဆိုရင်ထောင်ထဲမှာကြံရှိနေတဲ့နိုင်ငံချင်းစုချင်းသားရဲ့ဇာကိုစားလဲကျေးဇူးတင်တယ်ပေါ့နော်ဒါကြောင့်လဲအာဘာရီလုတ်လုတ်ရှင်လဲဆိုလို့ချင်းအဓိကကဘာလဲကိုယ့်ရဲ့ရည်ချက်ကနှစ်ခုပဲတခြင်းနေရအောင်ထုတ်မယ်အချိန်တန်လို့ရှိရင် ကိုယ့်ရဲ့ဘဝတူနိုင်ခြင်းတွေလွတ်မြောက်ရေးကိုစူးစမ်းမယ်ဆိုရယ်စိတ်နဲ့ပဲအသက်ရှင်နေတာပေါ့နော်။ဒါမျိုးနဲ့လောက်တာဖြစ်တဲ့စားလဲဒီစိတ်၊သွားလဲဒီစိတ်ဒီကိုယ့်ရဲ့ခံချက်ကိုတော့မပြောက်ပြက်အောင်တော့ကိုလှုပ်ဆောင်နေပေါ့နော်။ဒါကြောင့်လဲအာဒီ WBB ဆိုတာမျိုးကိုဟိုနိုင်ငံချင်းသူများဖွဲ့ဆိုတာကိုဖွဲ့စည်းမှုကဖြစ်လာတာပေါ့နော်။အဲ့ဒီချိန်မှာလဲကိုဒီနိုင်ငံချင်းအမအရင်းနဲ့တိုင်ပင်နေအာဒီထောင်ထဲက ညီမတွေကိုကူညီခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးနဲ့ပဲအာကိုယ့်ရဲ့နိုင်ခြင်းလွတ်လာတဲ့နိုင်ခြင်းအမားတွေရဲ့အကြံပေးမှုတွေပါဝင်လာတဲ့အဖွဲ့အဖွဲ့ဝင်တွေရဲ့ပါဝင်မှုအားပေါ့နော်တဖြည်းဖြည်းနဲ့မှဒါကိုရီးယားမိဖက်ဝယ်သီးရဲ့ကူညီမှုအားနဲ့အာနိုင်ငံချင်းလူများအဖွဲ့ဆိုတာလေးကဖြစ်လာတာပေါ့နော်အဲ့ဒီချိန်မှာလည်းအဓိကတော့တတိယလုံးနိုင်လားဆိုအခုတတိယတော့အားမရသေးဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဒီတစ်နှစ်ပြည့်မှာတော့ဒီထောင်ထဲမှာနိုင်ငံချင်းစု9000ကျော်ကျန်တယ် ဲ့9000ကျော်ကျွန်တော်တို့600ကျော်ဝင်းကျင်ခဲ့အောင်ကျွန်တော်တို့ကူညီပေးနိုင်ခဲ့တယ်ပေါ့နော်အချင်းထောင်ကမြန်မာပြည်မှာ42000ကျော်ရှိတယ်အဲ့ဒီထဲမှာမှနိုင်ငံချင်းသူကျင်းသား2000ကျော်ထည့်ထားတာပေါ့အဲ့ဒီထဲမှာဆိုလက်ရှိမှာကျွန်တော်တို့အခွဲက1023000ဝင်းကျင်အထိကိုကျွန်တော်တို့ကကူညီပေးနေရပေါ့နော်ချိန်ဆက်ပြီးကူညီပေးတာမျိုးထောင်ထဲကအတန်ကိုထုတ်ပေးတာမျိုးတွေကျွန်တော်လုံးဆောင်နေရပေါ့ဟုတ်အဲ့တော့အဲ့ဒီ WOPP ဆိုတာအောင်မြင်တယ်လေအခုအကိုတို့မြင်တဲ့အခါကျတော့ အဲ့ဒီ WOBB ဖြစ်ပေါ်လာပုံအစနေပြီးတော့တဆင်ချင်းတဆင်ချင်းကိုပြောပြပါလားဒီပြည်သူလူထုတွေပဲတည်သွားရအောင်ပေါ့နော်ဟုတ်အာဖြစ်လာတာတော့မတို့ဒီထောင်ထဲမှာတွေကလှုပ်ရှင်တာလှုပ်ရှင်တဲ့အတွက်လည်းရဲဘော်ညီမတွေနဲ့တိုင်းမိနာရှိရယ်ပေါ့နော်တိုင်းမိရဲ့ဒါပေမဲ့မရဲ့ရွေချက်ကဘာလဲဆိုရင်အဲ့လိုက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 အင်ဂျင်မဘွားလာပြီလေအဲ့လိုဖွဲ့စည်းရင်းနဲ့အလုံးမလုံးဘူးပြောမယ်ဆိုရင်ကိုလို့ကိုကိုလုတ်ပြီးတော့มาရှင်းတန်းလာတာဗောနော်အဲ့လိုမျိုးဆိုတဲ့အတွက်တခြားလုတ်တွေလည်း မလို့ဟိုပါပေါ့အတွေ့အကြုံမရှိဘူးပေါ့နော်အတွေ့အကြုံမရှိဘူးမရှိရဲ့အတွက်လည်းခက်ခဲမှုတွေတော့ရင်ဆိုင်ရတာပေါ့ခက်ခဲမှုတွေရင်ဆိုင်ရတယ်အာဖွဲ့စည်းမှုကအဲ့အချိန်မှာမတီမကြဖြစ်တာပေါ့ဘာလို့ဆိုတော့ပြန်လည်မဟုတ်ပြင်မဲ့ကျမတို့လုံနေတဲ့ဟာမှာအာဘယ်လိုပြောမလဲဆိုတော့ခက်ခက်ခဲခဲတော့ရင်ဆိုင်ရတာပေါ့ဥမာနီးပညာပိုင်းနေဘာလို့ထောင်ထဲကအတန်ရင်ထုံမယ်ဆိုကျမတို့နီးပညာပိုင်းနေလိုအပ်တယ်ပေါ့နော်လိုအပ်တယ်အဲ့လိုပဲအာဒေတာစုဆောင်မှုတွေပေါ့ ဒါရုပ်တစ်ဖြည်းတစ်ဖြည်းနဲ့ပဲကိုကိုတိုင်းလဲတင်ယူရဲကိုရဲ့အအဖွဲထဲမှာပါတဲ့နိုင်ငံချင်းသူတွေရတယ်ကိုဟိုစူးစမ်းကြတယ်ဗောနော်အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲနီးပညာကိုရဲ့ရဲဘော်အာမောင်လေးတယောက်ရဲ့အကူအညီနဲ့လဲကိုရပြောရမယ်ဆိုရင်ဒီ WPP ဆိုတာလဲရတယ်လုံခြုံရေးရအစားဗောနော် data လုံခြုံရေးပြီးတဲ့ခါကျရင်အပိတ်လုံခြုံရေးဗောဒါရရအစားထိထိရောက်ရောက်နဲ့အခုလက်ဒီရှင်တန်နေရဗောနော်အဲ့လိုမျိုးအားဗောအပြောရမယ်ဆိုတော့ဒီဘက်ရောက်တဲ့အချိန်မှာကိုနိုင်ချင်းအခွင့် အဖွဲ့စည်းတွေရှိရပါတယ်အဲ့အဖွဲ့စည်းထဲမှာလည်းကိုကိုကိုညီပါတယ်အမျိုးသမီးဖွဲ့ဆိုတာပေါ်တာဟိုညီမတို့တဖွဲ့ပဲရှိရှိခဲ့တယ်ပေါ့နော်ခေတ်ဆက်ဆံမှာအဲ့လိုလေအားလုံးကဂရုစိုက်ကြပါတယ်ဒါကြောင့်လည်းဖြစ်လာပါပေါ့နော်ဂျားထဲမှာကိုယ့်ရဲ့ကျမ်းမာရေးကလည်းစိုးလိုက်ပေါ့နော်စိုးလိုက်အာစိုးလိုက်နေကောင်းရင်ပြန်အလုံးလုံးလိုက်ပေါ့နော်အလုံးလုံးနေနေဟိုမှာပြောမယ်အဲ့အချိန်မှာညီမအာယုံရောအញ្ញမ်းထိနေတဲ့အချိန် အဒီမီးအလေးအမောင်ကြီးရောဝါစာမခံနိုင်ခဲ့ဘူးအဓိကပေါင်းတာယူထောက်မှတော့ဒီမှာတိုက်ထဲမှာထည့်ထားခံခဲ့ရတဲ့အချိန်အဲ့လိုဆိုတဲ့ခါကျတော့ပြောရမယ်ဆိုရင်ကို့မှာဒီအလင်းမောင်ကြီးကြောက်တာတွေလူတော်မတိုးခြင်းတွေလူတော်မတိုးရဲတာမျိုးတွေပေါ့နော်စိတ်တွေကစိတ်မလုံခြုံမှုတွေနဲ့ရှင်သန်နေရပေါ့နော်ပြောပြတဲ့ခါကျတော့ကျမကိုဖန်းစီတော့ကလည်းကိုကိုတမီးလေးက6လ9လအရွယ်ဆိုတော့အဲ့ရဲ့ထွန်မာတွေကပြောရမယ်ဆိုလွတ်လာတဲ့အချိန်မှာတော့ကိုတမီးကမမှတ်မိဘူး အဲ့ဒါကိုထောင်ထဲမှာတွေကအများနဲ့စဉ်းစားဖြစ်တယ်ဘောတော့ငါသမီးလည်းငါ့ကိုမှတ်မိပါမလားဆိုတာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးကြီးနဲ့ရှင်သာလာဖြစ်ဒီဘက်မှာလည်းတကောင်ကျွက်ပေါ့ပြောရမလားတကောင်ကျွက်လို့ ਨੇ ရုံးခင်ရတဲ့ခါကျတော့ပင်ပန်းလာရတော့ရှိတာပေါ့ပင်ပန်းတယ်ဆိုတော့စိတ်လဲပင်ပန်းဆိုလူလဲရမ်းပင်ပန်းတယ်စရောက်တဲ့အချိန်မှာစီးစရာမကြီးတဲ့အတွက်အလုတ်ကပေးတဲ့စပိန်လေးနဲ့ကျမအလုတ်ကိုသွားလာခဲ့ရတယ်ဗျာနော်အဲ့လိုကနေပဲအလုတ်အလုတ်ရှင်တွေကကိုယ့်ရဲ့အလုတ်စူးစမ်းမှုပေါ်သဘောကျတဲ့အတွက် e-bike ကလေးဝယ်ပေးတယ်အဲ့ဒီကနေတစင်းမှာ အဲသူတို့ကဒီဆိုင်ကယ်လေးနဲ့ဆိုရင်တော့အသွားလာအဆင်ပြေတယ်ဆိုတာမျိုးတွေပဲသူတို့ရဲ့ဒီလစာတွေကပဲဖြတ်မယ်ဝယ်ပါဆိုတဲ့အချိန်မှာအစ်မအဲ့တော့ဆိုင်ကယ်လေးနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပဲအဲ့လိုမျိုးလေးနဲ့ပဲ WBB အဖွဲလေးကိုအာနောက်ဆုံးကျတော့အဖွဲဒီအဖွဲဒီမိဖက်ဖွဲတွေရဲ့အကူအညီပေးမှုတွေနဲ့ဆေးဟောက်ကလေးတွေရလာတယ်အဲရုံမိုက်ဆိုင်ရလဲပို့ရုံရုံလဲပတ်မှုအာအထောက်ပံ့လေးတွေရလာတယ်ဒီလိုမျိုးတွေပဲကျမအာကျမစီကိုအကူအညီလာတောင်းတဲ့နိုင်ငံရေးအကျဉ်းသူဆိုရင်ကျမ တက်နိုင်တဲ့ဘိုင်းနဲ့ကုညီနာကိုလည်းစ조사တယ်ဒီဘက်ရောက်လာပြီဆိုရင်လည်းကျွန်မရအောင်ဟိုဘယ်လိုပြောမလဲသူတို့ဘက်ကအကူညီလာတောင်းပြီဆိုရင်တော့ကျွန်မရအောင်တော့စ조사ပေးရမှာတော့သူတို့ရောက်လာပြီဆိုရင်လည်းအာဒီရှိတဲ့အဖွဲ့တွေနဲ့ပြန်ရှိတ်ပေးတာမျိုးပေါ့နော်သူတို့အကောင့်စလင်းလို့လားအာထောက်ပံ့မှုလို့လားအဲ့လိုမျိုးကျွန်မပြန်ပြီးတော့ရှိတ်ပေးတာပေါ့ဘာကျွန်မအဲ့ချိန်မှာလည်းကျွန်မရဲ့ပါစင်တွေကဆိုပတ်သက်မရှိဘူးလေနော်ဟိုအရင်မကူညီတာအဲ့တော့ဘာလို့ဆိုတော့ နှုတ်နဲ့ကူညီနိုင်တယ်ကိုနှုတ်နဲ့အာကူညီလိုက်တဲ့ဟာမှာသူတို့ရဲ့ထောက်ပံ့မှုတွေရရင်လေသူကဝမ်းသာရယ်ပေါ့နော်အဲ့တော့ဆိုကိုကိုတိုင်းအနေနဲ့ဟို personal အသုံးပြုမှုမှာအာကိုရဲ့လာစာနေထိုင်ရေးအာကျမ်းမာရေးရေမလောက်တဲ့အချိန်မှာကိုပြောမယ်ဆိုကိုအဝန်ဝိုင်းမိသားစု family ရဲ့ဒါထောက်ပံ့မှုနဲ့ကိုကရက်တင်ရတဲ့အနေထားဆိုတော့သူများကိုမကူညီနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘာလဲဆိုရင်တဖြည်းဖြည်းနဲ့ဒီအဖွဲ့အစည်းလေးနဲ့ဖြစ်လာလိုက်တဲ့အချိန်မှာတော့ ူညီမှုတွေကလှုပ်ဆောင်နိုင်ခဲ့ရပေါ့နော်အဲ့တော့ကျမဘာလုပ်လဲဆိုရင်အာညဆိုရင်လည်းကျမအာနောက်ကြမှအိပ်ရတာမျိုးကြီးရှိတာလေဘာလို့ဆိုတော့ထောင်တင်းကိုအမြဲတမ်းနှားဆွင့်နေရ